မင်္ဂလာပါရှင်ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခေကျွရွာအုပ်စုခွန်စာကုန်းနီးမှာမင်းညပိုင်းကဒရုန်းလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲရာကနေတဆင့်နေအိမ်အတွင်ပိတ်မိနေတဲ့ကလေးငယ်၄ဦးအပောင်ဝဲဒေသခံ၉ဦးတေဆုံးခဲ့ရပါတယ်။တေဆုံးသွားတဲ့ကလေးငယ်တွေထဲမှာအသက်၁၀လသားအပောင်ဝဲတစ်နှစ်ခွဲအရွယ်၊ခုနှစ်နှစ်အရွယ်နဲ့၁၀နှစ်အရွယ်ကလေးငယ်တွေပါဝင်ပါတယ်။ စစ်ကောင်စီတပ်ကပြစ်လိုက်တဲ့ဒရုန်းလက်နက်ကြီးကြီးကြောင့်ပုတ်ကွဲမှုဖြစ်တဲ့နေရာတွေမှာကြောက်စိမ့်တူဖို့တဲ့လုပ်ငန်းရှင်တွေကြောက်မိုင်းခွေရမှာအသုံးပြုတဲ့ရန်နဲ့ပလဲထက်မြောဩဇာတွေတူလောင်ထားတာကြောင့်ပုတ်ကွဲမှုပြစ်ထက်ခဲ့တာလို့ဒေသခံတွေကဆိုပါတယ်။လုံခင်အုပ်စုခွန်စာကုံငိန်ချမ်းတရားအပိုင်းတုံဖုံးကြီးကျောင်းနဲ့ရဲစခန်းကြားကိုည9:00မိနစ်အချိန်မှာကြားရောက်ပုတ်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးပောက်ကွဲမှုပြားက ပင်900ပတ်ချာလဲထိခိုက်ခဲ့ကလူနေအိမ်ဆယ်လုံးထပ်မင်းပျက်စီးခဲ့ရပါတယ်ကနဦးနှစ်ထက်လူနေအိမ်နှလုံးပေါ်ကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးမိသားစုနှစ်စုကကလေးငယ်၄ဦးအမျိုးသမီး၂ဦးနဲ့အမျိုးသား၃ဦးတပြိုင်တည်းသေဆုံးခဲ့ရတာပါမိလောင်မှုကိုတော့လူမှုကွယ်ဆွဲရေးအသင်းတွေနဲ့မိသက်တဖွဲ့ဝင်တွေကညတကောင်ကျော်စနစ်ခွဲလောက်မှာမိငိမ့်တက်နိုင်ခဲ့တယ်လို့သိရပါဗျာ ကယ်ဆယ်ရေးလုံနေချိန်အတွင်းမှာလည်းလက်နက်ကြီးနဲ့ထုတာတွေရှိတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်သူတွေကဆိုပါတယ်အခုလ3ရက်ကလည်းလုံခီကျွရအုပ်စုမှာရှိတဲ့ကြောက်လုတ်ွက်တစ်ခုကိုလက်နက်ကြီးကြီးကြားရောက်ပောက်ခွဲခဲ့တာကြောင့်ရဟန်းကိုတောင်ပောက်ခွဲပြီး3ဦးသေဆုံးက10ဦးဒဏ်ရာရရှိခဲ့ပါတယ်စစ်ကောင်စီတပ်တွေက AB 23ရက်ကစပြီးကာမိုင်းလုံခင်း ဖာကန်လမ်းပိုင်းကနေခြေတက်လာကပြီးခဲ့တဲ့မေလအတွင်းဖာကန်ကိုစစ်ကြောင်းထုတ်ခဲ့ပါတယ်စစ်ကြောင်းထိုးစဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကြောက်ကွန်မြူနီလောက်ွက်တွေမှာရှိတဲ့လုပ်ငန်းသုံးပစ္စည်းတွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပါတယ်လက်ရှိမှာတော့ဖာကန်မြို့နယ်မစွန်ရံမော်စီစာစားတဲ့ကျွရတွေကိုစစ်တပ်ကစစ်ကြောင်းထိုးနေပြီးမနစ်မနက်ပိုင်းကကချီလူမျိုးရဲတပ်မတော် KIA နဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဒေသခံတချို့ရဲ့ပြောဆိုချက်အရသိရပါတယ်ရှင်